အဲဆိုတော့ဒီနေ့ကကျွန်တော်ပြောချင်တဲ့အကြောင်းအကငါးလပိုင်းနဲ့ပတ်သက်ပြီးတော့မှပြောချင်တာလေးရှိပါတယ်။ငါးလပိုင်းဆိုရဲကာလာအတွင်းမှာပေါ့နော်။ဟိုဘယ်လိုမျိုးလေးတွေကြုံရနိုင်လဲပေါ့နော်။ဥပမာဒါငါးလပိုင်းမှာဘာဖြစ်နိုင်မလဲပေါ့နော်။ငါးလပိုင်းမှာဘာတွေဖြစ်လာနိုင်မလဲ။အဲ့ပြီးတော့ငါးလပိုင်းမှာဘလို့အရာတွေကိုဒါတတိထားတဲ့လဲဆိုရဲအကြောင်းအရာတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်ပြပြပေးသွားမှာအဲဆိုတော့ကျွန်တော် AC စစ်လေးနဲ့ဖြည်းဖြည်းလေးပဲဒီဗီဒီယိုကပြောသွားမှာဆိုတော့တေချာလေးလိုက်ပြီးတော့မှနားထောင်ပေးဖို့အတွက်တော့ကျွန်တော်ဒီနေရာတွေစာပြီးမှတော့မြစ်တာရက်ခံနေ Okay ဆိုတော့ကျွန်တော်တို့ငားလာပိုင်းကိုစပြီးတော့မှလေ့လာကြည့်ရအောင်ငားလာပိုင်းဆိုတဲ့ကာလငားလာပိုင်းဆိုတဲ့ကာလကိုကျွန်တော်ဘင်းနေသဘောတရားရတော့ချလိုက်မယ်ဆိုလို့ရှိရင်ကဒီဂျာတာဘင်းနိုင်တဲ့ပတ်သက်လို့ကသူကဘင်္ဂါထဲမှာရောက်တယ်အဲသူကဘင်္ဂါဆိုတော့မကောင်းတာပေါ့နော်ဘင်္ဂါထဲမှာရောက်တယ်ဂျာတာဘင်းနိုင်ကဘင်္ဂါထဲမှာရောက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တောက်ကြနန်ဆိုတဲ့ကအဲတောက်ကြနန်6ခန်းပေါ့နော်တောက်ကြနန်6ခန်းကကျွန်တော်ပုတီထဲမှာရောက်တယ်တနင်္ဂနွေကကျွန်တော်သူကမန္နာထဲမှာရောက်တယ်ဆိုတဲ့သဘောတရားရှိအဲဆိုတော့ကျွန်တော်တို့ဒီငားလာပိုင်းဆိုတဲ့ကာလကိုလေ့လာကြည့်ရမယ်ဆိုလို့ရှိရင်ဂျာတာဘင်း တော့ကြာပြီးရင်တနင်္ဂနွေအဲ့ဒီနေ့နဲ့နေရကျွန်တော်တို့ကမကောင်းတဲ့ပတ်လေးမှာရောက်နေမှလို့ကျွန်တော်တတ်မှတ်ရတယ်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီငါးကနန်းချာတာဝိညာဉ်နဲ့ပတ်သက်တာတွေကိုကြည့်မယ်ဆိုလို့ရှင်ကကျတော့ကျွန်တော်တို့ကဒီမိသားစုနဲ့ပတ်သက်တဲ့ပြဿနာတွေရှိတယ်မိသားစုပတ်ဝန်းကျင်ပြီးလို့ရှင်ငါးကနန်းချာတာဝိညာဉ်ဆိုတာမြေကိစ္စခြံကိစ္စအမြေယာနဲ့ပတ်သက်တဲ့ကိစ္စ အမြေဝင်းချံဆက်လက်ပြီးဒါရီနဲ့ပတ်သက်တဲ့ကိစ္စတွေပါမယ်ပြီးလို့ရှိရင်ကြာတာပြေးနံဖြစ်တဲ့အတွက်ကြောင့်မိသားစုနဲ့ဟိုမိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေပါမယ်ပြီးရင်အမွေကိစ္စတွေပါမယ်ဆက်သက်ပြေးဒါရီနဲ့ပတ်သက်တာပေါ့နော်တောက်ကြနံကကျတော့သူကမြေတားရီကန်နဲ့ပတ်သက်တာအဲလူမှုပေါင်းရင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တာတနင်္ဂနွေနံကကျတော့သူကများသောအားဖြင့်အကြီးကဲနဲ့ပတ်သက်လို့သွားတာပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ဟိုလေ့လာကြည့်ရမယ်ဆိုလို့ရှိရင်ကဒီကြာတာပြေးနံနဲ့ပတ်သက်လို့ပြီးရင်တောက်ကြနံနဲ့ပတ်သက်လို့တနင်္ဂနွေနံနဲ့ပတ်သက်လို့မကောင်းတာဖြစ်တဲ့အတွက်ကြောင့်အဲကျွန်တော်တို့ဒီကြာတာပြေးနံနဲ့ပတ်သက်ပြီးတော့မှဆိုတဲ့အနေထားမှာ အမိသားစုနဲ့ပတ်သက်တာအကြီးကဲနဲ့ပတ်သက်တာဆိုတော့ကိုယ့်ရဲ့အဖေမေးအကြီးကဲညီကိုမောင်နှမပဝင်းရဲ့အတိုင်းဝိုင်းသို့မဟုတ်ကိုယ့်ရဲ့ထက်ကယာရုယာကန်ကြီးတဲ့သူသို့မဟုတ်ကိုယ့်ရဲ့ထက်လူကြီးသို့မဟုတ်ကိုယ့်ရဲ့အလုရှင်အဲသို့မဟုတ်ဒီကိုယ့်ရဲ့ထက်တက်ကြီးဝါကြီးတွေနဲ့ပတ်သက်ပြီးတော့မှအဆင်မပြေတိုင်းများတဲ့အဲဆိုတော့များသောအားဖြင့်ဖြစ်ဖြစ်ဖြစ်ရှိတဲ့ပြဿနာလေးကိုပြောကြည့်ရမယ်ဆိုရင်နံပါတ်၁ကဒီမိသားစုရဲ့အဆင်မပြေတဲ့ပြဿနာဖြစ်တဲ့တဲ့မိသားစုနဲ့အဆင်မပြေဘူးဆိုတာကအကိုရဲ့ဒီညီကိုမောင်နှမတွေကိုရဲ့အဖေမေဒါရင်နဲ့ပတ်တိုင်အစင်မပြေသွားတယ်ဆိုတဲ့ပြဿနာအဲ့ဒီပြဿနာကဘယ်လောက်ထိဆိုးလဲဆိုတော့အဲ့လိုကိုမနဲ့ကိုတယောက်တည်းနေနေတဲ့စိတ်တွေပါပေါ်လာတတ်တယ် ငါလာမယ်ဆိုတဲ့ကာလမှာအဲ့လိုမျိုးကိုယ့်အနေကိုအေးအေးဆေးဆေးပဲတယောက်တည်းပဲနေရှင်တော့တဲ့ပုံစံမျိုးတွေအဲ့မိသားစုနဲ့ပတ်သက်ရင်တိတ်ပြီးတော့မှအဆင်မပြေဘူးမိသားစုနဲ့အတူမနေရှင်ဘူးဆိုတဲ့စိတ်တွေဝင်နေတာမျိုးတွေအဲ့လိုကိုယ့်အနေကိုတယောက်တည်းပဲယက်တိရင်နေဆိုတဲ့စိတ်မျိုးတွေပေါ်ပေါက်လာတာမျိုးတွေဒီအဲ့လိုပုံစံမျိုးဖြစ်တတ်တယ်အဓိကတော့ဒီမေတ္တာရေးကံရောဒီမိသားစုနဲ့ပတ်သက်တော့ကံရောညံ့သွားတယ်ဆိုတဲ့အနေထားမှာဒီကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်လို့အဆင်မပြေတော့တာအဲ့ဆိုတော့ကိုကကိုကပြင်မလားဟိုမိသားစုတွေထဲမှာကိုကိုရန်ကတယောက်တည်းပဲနည်းနည်းလေးချောင်းလေးလေးဖြစ်နေတာမျိုးတွေတို့ကိုကိုရန်ကတယောက်တည်းဖြစ်နေလို့ခံစားနေရတာမျိုးတွေတို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့ဆိုတော့များသောအားဖြင့်တတိထား ားမှာဆိုရင်မိသားစုနဲ့ပတ်သက်တဲ့ပြဿနာသတိထားမယ်ပြီးအပေါင်းအသင်းမိတ်ဆွေတကယ်ချင်းပတ်ဝန်းကျင်နဲ့ပတ်သက်လို့အစမပြရာလေးတွေရှိတယ်တဲ့ဒါလေးတွေတစ်ချက်သတိထားဖို့လိုအပ်နေပါလိမ့်တို့ရမယ်အဲနောက်တစ်ခုကတနင်္ဂနွေတနင်္ဂနွေနဲ့ဆိုတော့အကြီးကဲနဲ့ပတ်သက်တာအကြီးကဲနဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကြောင့်သူကအကြီးကဲနဲ့ပတ်သက်သတိထားရမှာပေါ့အကြီးကဲနဲ့ပတ်သက်ရင်ဆိုတော့ကအဲ့လိုကိုယ့်ရဲ့ထက်ကအကြီးကဲတို့အဲပြီးလို့ရှင်ရင်ကျွန်တော်ရှက်ပြောသားဆိုပေါ့နော်ကိုယ့်ရဲ့ထက်ကအကြီးကဲတွေအသက်အရွယ်ကြီးတဲ့သူတွေရာဟုရံကြီးတဲ့သူတွေဆက်လက်ပြင်ထားရေးသတိထားရမှာ နောက်တစ်ခုကမြစ်တာရေးကန်နဲ့ပတ်သက်တာမြစ်တာရေးကန်နဲ့ပတ်သက်တာတော့ဒါအရေးကြီးဆုံးလို့ကျွန်တော်တတ်မှတ်ရမှာပေါ့ဘာကြောင့်လဲဆိုတော့၅လပိုင်းဆိုတော့ကာလကမြန်သွားဖြစ်ချစ်တိပီသားတွေပြက်တာမျိုးတွေများတယ်ဘာကြောင့်လဲဆိုတော့သူကမြစ်တာရေးကန်နဲ့ပတ်သက်လို့လည်းညံ့နေတဲ့အထင်မပါနေတာဆိုတော့ အဲ့လိုမျိုးမေတ္တာရင်းနဲ့ပတ်သက်တဲ့ကံအချင်းညံ့နေဆိုတဲ့အတိုင်းတာမှာကိုယ့်ရဲ့ချစ်သူကြီးသားရှိထားရဲဆိုရင်ချစ်သူကြီးသားနဲ့ပတ်သက်ပြီးတော့မှဒါအဆင်မပြေတာများသွားရတယ်။သုံးဖို့ပြဿနာများလာရတယ်။အဲ့လိုမမျော်လင့်ထားတဲ့ပြဿနာလေးတွေမထင်မှတ်ထားတဲ့ပြဿနာလေးတွေကလည်းစပြီးတော့မှနှစ်ယောက်သားအကြားထဲမှာဒါအဆင်မပြေမှုလေးတွေတစ်ခါ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 ဖြစ်လာပြီးတော့မှနှစ်ယောက်သားရဲ့အချင်းလေးကလည်းနည်းနည်းစိမ်းကားသွားသလိုခံစားမိတာတော့ဒါအဲ့နောင်ရှိထားတဲ့သူတွေဆိုလို့ရှိရင်လည်းဟိုတိုင်ရင်ထဲမှာတူနေနေတာစိတ်ချင်းအသိမနီးစပ်နေဘူးပေါ့နော်။သူကကိုယ်နာအကန့်မခံဘူးလို့ပြောအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။အဲ့ဒါဆိုတော့ချစ်သူကြီးသားရဲ့အနေနဲ့လဲအဲ့လိုကိုယ့်ရဲ့ချစ်သူကြီးသားကိုယ်စိမ်းကားနေတဲ့လိုမျိုးကြီးခံစားနေမိတာမျိုးဖြစ် ြစ်တဲ့တဲ့အဲ့လိုကိုယ့်ရဲ့ချစ်သူကြီးသားနဲ့ကိုယ့်နဲ့ကလေအဲ့လိုတပတ်နားလည်အောင်တော့ဘယ်လိုပြောရမလဲမသိဘူးဟိုနည်းနည်းလေးဝေးกว่าနေသလိုကြီးဖြစ်နေတာပေါ့နော်တင်လားဟိုအရင်အလောက်ထိတိတ်မှာ close up မဖြစ်တော့တာမျိုးပေါ့နော်အဲ့လိုသဘောတရားလေးတွေတွေ့ရတယ်အဲ့ဒါဆိုတော့အဓိကတော့ဒီမြေတားကြီးနဲ့ပတ်သက်တာတတိထားမှာမျိုးပေါ့နော်အဲ့ဆိုအားလုံးကိုခြုံကြည့်မယ်ဆိုလို့ရှိရင်အကြီးကဲပတ်ဝန်းကျင်မိသားစုတိတ်အဆင်မပြေဘူးပြီးတော့ကိုယ့်ရဲ့ချစ်သူကြီးသားနဲ့ပတ်သက်လို့တိတ်ပြီးတော့မှအဆင်မပြေဘူးဒါကတော့လုံးဝဒါတတိထားတဲ့နဲ့ကျွန်တော်တို့အကြောင်းအရာလေးတွေလို့ကျွန်တော်သတ်မှတ်လို့ပြရတယ် နောက်တစ်ခုကမြစ်တရေးကံမှာကျတော့သူကဘယ်လိုလဲဆိုတော့အသက်ကြီးတာပေါ့နော်အသက်ကြီးတာဆိုတော့ဒီတနင်္ဂနွေနေ့လည်းမကောင်းသွားဘူးဆိုတော့များသောအားဖြင့်အဲကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်တဲ့အသက်ကြီးနေပို့တတိထားပေါ့နော်အဲ့လိုပြောရမှာကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်တဲ့အသက်ကြီးနေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတတိထားဖို့လိုမယ် အာကိုယ့်ထက်အသက်ကြီးတဲ့သူတွဲနေတယ်ဆိုလို့ရှိရင်အဲသူနဲ့ပတ်သက်ပုံစံထားပါတော့ဥပမာဒီဗီဒီယိုကြည့်နေတဲ့လူရဲ့ချစ်လူကြီးသားကအာအသက်ကြီးရယ်ဆိုလို့ရှိရင်ဒါပုံရိပ်မှာတည်ထားဖို့လို့မယ်ပေါ့နော်သူပုံစံကြီးတဲ့တမျိုးကြီးတွေဖြစ်လာတဲ့ဆရာကြီးပါညာပေါ့နော်အဲ့လိုကြီးတွေဖြစ်တတ်ပါတယ်အဲ့ဒါကဒါ၅လပိုင်းတွဲမှာကြုံရမယ့်သဘောတရားတွေပါ โอเคအာနောက်တစ်ခုကငါးလပိုင်းအတွင်းမှာကောင်းတဲ့နိမ့်နယ်လေးကိုပြန်ခွဲမယ်ဆိုလို့ရှင်ကျွန်တော်ရှေ့ပြောရဲနိမ့်နယ်လေးတွေဖျားမယ်ဆိုတော့တနင်္ဂနွေကြာတာ brief တောက်ကြောက်ဖဲဇန်နေဟာဒီကောင်းလို့ကပြန်ကောင်းတယ်ဟုတ်တဟုအာဆက်နေပြီးလို့ရှင်အင်ကပြင်တနင်္လာအဲ့နိမ့်နယ်နေရာတော့ဒါကောင်းတဲ့ထဲမှာပြန်ပြီးတော့မပါမှာပေါ့တနင်္လာနယ်နဲ့ပတ်သက်လို့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်သူကဘလို့လဲဆိုတော့တနင်္လာနယ်ဆိုတော့သူကငွေကြီးနဲ့ပတ်သက်တာအဲခီးသွားတာပါညာအကုန်ကောင်းတယ်ဆိုတော့ငါးလပိုင်းဆိုတဲ့ကာလခီးပိုင်သွားဖို့ရှိမယ်ဒါဘလုံးကအဆင်ပြေတယ်အဲခီးပိုင်သွားဖို့ရှိမယ်အဆင်ပြေတယ်အာပြီးတော့ကြတော့ဒီငွေကြီးနဲ့ပတ်သက်လို့ပြန်ကောင်းလာဆိုတော့ငွေကြီးနဲ့ပတ်သက်တဲ့ခက်ခဲ အားလုံးဒီပါပြန်တော့အဆင်ပြေနိုင်တယ်ငွေကြေးနဲ့ပတ်သက်လို့ကောင်းတယ်ခီးသွားဖို့ကောင်းတယ်အဲခီးသွားတဲ့လုပ်ငန်းတွေခီးသွားအေဂျင်စီတွေခီးသွားလမ်းကြောင်းတွေဒါကားတွေပါထောင်ထားတဲ့သူတွေတို့ဒါပို့ပြီးတော့မှအဆင်ပြေတာအထက်မပါတယ်ပြီးတော့အင်ကာနန်လည်းကောင်းတာဆိုတော့စားသောက်ကုန်လုပ်ငန်းတို့အဲဆေးဝါးလုပ်ငန်းတို့အဲဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတို့ဒါတွေကပို့ပြီးတော့မှအဆင်ပြေတယ်ဥပမာစီရောက်တာဆန်ရောက်တာ စက်စီစေးစားစားတော့စက်ပစီစေးဝါအကုန်စင်ပြေတယ်စားတော့ကုန်လုပ်ငန်းတွေကုန်စင်ပြေတယ်လူသုံးကုန်ပစ္စည်းလုပ်ငန်းတွေကုန်ပြန်စင်ပြေလာမယ်ငါးလပိုင်းနော်ငါးလပိုင်းပြီးရင် C C C တွေပိုင်ပူရောင်းတက်လာနော်စီစေးတက်တက်လေးလို့ပြောရမလားအဲ့လိုပြောရင်လည်းရတယ်ငါးလပိုင်း C သေးတွေပိုင်တက်မယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ် အဲနောက်တစ်ခုကဘာရှိမလဲဗုဒ္ဓဟူးနဲ့ဗုဒ္ဓဟူးနဲ့ကျတော့သူကဗုဒ္ဓဟူးနဲ့ငါကျတော့ဗုဒ္ဓဟူးနဲ့ကောင်းလာဆိုတော့များသောအားဖြင့်လူကြီးမိဘတွေကနည်းနည်းလေးပိုကောင်းလာမယ်ပေါ့နော်လူကြီးမိဘတွေဆိုတာကအဲ့လိုအသက်60 80အဲ့လိုလူတွေကတော့နည်းနည်းလေးပိုတော့အဆင်ပြေမှာအဆင်ပြေလာမယ်ပေါ့နော်အဲ့လိုသဘောတရားတွေ့ရတယ်အဓိကကတော့ဒီတိုင်းနာနဲ့ကောင်းလာဆိုတော့များသောအားဖြင့်ငွေချင်းနဲ့ပတ်သက်တဲ့ဟာတော့ပြန်အဆင်ပြေပါတယ်ဆိုတော့မိတ်ဆွေအနေနဲ့ကဒီကိုယ့်ရဲ့အတိတ်မှာဒါအဆင်မပြေတာမျိုးများခဲ့မယ်သို့မဟုတ် အာဒီငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာလေးရှိခဲ့မယ်ဆိုရင်ငါလာမယ်ဆိုရင်ကာလာမှာတော့ငွေကြီးကံပြန်ကောင်းလာမှာဖြစ်တဲ့အတွက်ကြောင့်ဒါအကျဉ်းမရဖြစ်တော့မယ်ဆိုတော့ဒါပေါ့နော်အကျဉ်းမရဖြစ်တော့မယ်ဆိုလို့ရှင်နော်ငွေကြီးနဲ့ပတ်သက်တော့ပြန်တော့အစီပြေလာပါပြီပေါ့နော်ဒီလိုလေးအသက်မှလို့ရတယ်နောက်တစ်ခုကစနေနံကောင်းတာပေါ့နော်စနေနံကောင်းတာဆိုစနေနံကျတော့ဘယ်လိုကောင်းလဲဆိုတော့စနေနံကကျတော့များသောအားဖြင့်ကောင်းတာဆိုတော့စနေနံဆိုတော့အမှုခင်းရှုပ်ရှင်အာအမှုခင်းရှုပ်ရှင်ဖြစ်တဲ့အတွက်ကြောင့် ီအမှုခင်းဖြစ်နေတဲ့သူတွေသမို့အမှုခင်းရင်ဆိုင်နေတဲ့သူတွေအဲသမို့အချုပ်ကျနေတဲ့သူတွေထောင်ကျနေတဲ့သူတွေစသဖြင့်ဒါလို့ဟာရဲ့အတွက်လည်းအနေနဲ့များသတင်းကောင်းတွေဖြစ်တတ်တယ်သမို့အဆက်တပြတ်နေတဲ့ဆက်လို့ရတာတော့ဖြစ်တတ်တယ်အဲ့လိုသဘောတွေရပါအဲဆိုတော့များသောအားဖြင့်ကောင်းတဲ့နေနဲ့တခွဲမဲ့ဆိုစနေနဲ့ကောင်းတယ်အင်္ဂါနဲ့ကောင်းတယ်ပြီးတော့ဗုဒ္ဓနဲ့ကောင်းတယ်ပြီးရင်တတင်းနာနဲ့ကောင်းတယ်မကောင်းတဲ့ယာတွေကဂျာတာဘရိတ်တနင်းကတည်းကတောက်ကြီးအဲ့ဒီနေ့နဲ့ကမကောင်းဘူးလို့ကျွန်တော်သတ်မှတ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ဒီငါးလပိုင်းဆိုတဲ့ကာလကိုအချမ်းမြေအားဖြင့်ဒီခွဲပြပေးတာပေါ့နော်အဲဆိုတော့ရှေ့ကပြောသွားတဲ့အကြောင်းယာတွေဒီကိုနည်းနည်းလေးချင့်ချိန်ပြီးတော့မှ အဲ့ကိုလက်ရှိဖြစ်နေတဲ့အရာနဲ့နှိုင်းရှင်အပြီးတော့မှကိုကိုပြန်ပြီးမှတုံ့တက်ကြည့်ပါငါလာမယ်ဆိုတဲ့ကာလမှာကျွန်တော်ရှက်ပြောသားသလိုလေးဒီဖြစ်နေတယ်ဆိုရင်တော့ဒါဟိုဘယ်လိုပြောရမလဲအဲရရချေးတဲ့နဲ့ချေးပါညာပေါ့နော်ကိုလုံးတင်တာလေးတွေလုတ်ပေါ့နော်အဲ့လိုသဘောတရားပေါ့အဲ့လိုမျိုးရှိပါတယ် အဲကျွန်တော်တို့အဲ့လိုနေနိုင်တဲ့အရာခွဲမယ်ဆိုလို့ရှိရင်တော့၅လပိုင်းဆိုတဲ့ကာလကာလေးအဲ့လိုအကောင်းနဲ့ဆိုနေရညီးတယ်အဲ့လိုဘယ်နေနိုင်မှာမှအရင်ဆိုးွားနေတာမျိုးတော့မရှိဘူးအဲဂျက်တာဘရင်းနဲ့စနေနေရပူကောင်းမယ်လို့လည်းကျွန်တော်မြင်မိတယ်နောက်တစ်ခုကဒီကျွန်တော်ပြက်ကလေးလေးကိုကြည့်လိုက်ပါနော်ပြက်ကလေးလေးကိုတစ်ချက်ကြည့်လိုက်ပြက်ကလေးလေးကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့တနင်းလာတို့တနင်းငယ်နွေတို့အင်ကာတို့အဲဂျက်တာဘရင်းကိုတောက်ကြတို့စသဖြင့်အဲ့လိုနေနိုင်နေအကုန်လုံးပေါ့နော်နေနိုင်နေခုနှစ်နေနိုင်လောက်အကုန်လုံးကအဲသူကလည်းသူကောင်းတဲ့ရက်နဲ့ဆိုးတဲ့ရက်နဲ့မျှနေရအဲတချို့ရက်တွေကကျွန်တော်နှစ်ရက်ကောင်းတယ်တချို့ရက်တွေကတချို့ရက်တွေကကျွန်တော်သုံးရက်လောက်ကောင်းတယ်အဲ့လိုလေးရှိရပါနော်အဲကောင်းတဲ့ဆိုနေရမျှနေတာပြက်ကလေးကိုပြန် န်သွားကြည့်ပြက်ကလေးမှာပြက်တရားပါတဲ့နေတွေကလေအဲ့လိုမျှနေတာဘယ်နေနိုင်မှာမအကုန်လုံးပြက်တရားပါနေရမျိုးမရှိဘူးအဲ့လိုမျိုးအဲဆိုတော့ဟိုအကုန်လုံးကတော့သူကနေသူတော့တင့်တော်တယ်အကြမ်းမြမြကိုရဲမယ်ဆိုရင်တော့အကုန်လုံးတော့သူကနေသူတော့ဆင်းတော့ပြေးလာမှာအဲငါးရက်မှာလုံးဝသတိထားမယ်ချက်နေလဲဆိုရင်ငါမြစ်တားရင်နဲ့ပတ်သက်တာမြစ်တားရင်နဲ့ပတ်သက်တာက လုံးဝတတိထားမှဖြစ်တဲ့အတွက်ကြောင့်ချစ်တူပြီးသားရှိထားမယ်ဆိုရင်တတိထားရမှာပါချစ်တူပြီးသားရှိတိုင်းတတိထားပါပြတ်တိုင်းမျိုးပဲဖြစ်တတ်ပါတယ်စမပီယာမျိုးပဲဖြစ်တတ်ပါတယ်ဒါကတတိထားဖို့လိုအပ်နေမှဖြစ်ပါတယ်โอเคဆိုတော့ကျွန်တော်ဒီနေ့ပြောချင်တာတော့ဒီလောက်ပဲကျွန်တော်လက်တန်းပြောနေတာဆိုတော့အဲ့လိုတချို့နေရာလေးမှာအမားတွေပါမယ်ဆိုလို့ရှင်ခွင့်တော့ပါအားလုံးကျေးဇူးတင်ပါတယ်ဒါတော့ဗိုက်နေဒီ page ကပါအဲ video လေးကမိတ်ဆွေတို့ကျိုးလို့သာရှိမယ်ဆိုရင် like and share လုပ်ပြီးမှ အပိတော်လို့ရပါတယ်ကျွန်တော်ချက်ပြောသွားအကြောင်းအရာဒီကလုံးကဥပါဟောပေါ့နော်ဥပါဟောဥပါဟောအကျမ်းများဖြင့်ခွဲကြပြီးဒီမှာပြောပြပေးသွားတာပါအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးမှတွေ့ကြပါမယ် Dark Vanity Page ကဖြစ်ပါတယ်ကျွန်တော်ရဲ့မင်းသိန်းက channel အားဆိုရင်ဒီဟောင်းမြတ်ကိုပူဇော်ပြီးပြဆက်ဖို့ဖြစ်တဲ့ channel ပဲဖြစ်ပါတယ်။ဒါကြောင့်